အားလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ရေဒီနေ့ချင်းမိုင်ကဆူတောင်းပြီးစပယ်ပန်းဖျားကိုသွားဖူးပါမယ်ဒီဖျားကို ထိုင်းလို web ဖရာတဲ့ dry can လို့ခေါ်ပါတယ်ကပကင်ကတက်လာမယ်ဆိုရင်ပထမဆုံးဖူးမြော်ရမှာတော့ထိုင်တော်မူဖျားပါဒီဖျားရဲ့အမြင့်တော်က18မီတာရှိပြီးတော့မှချင်းမိုင်မှာရှိရဲ့ထိုင်တော်မူဖျားစင်တူတွေထဲမှာအကြီးဆုံးတစ်စုဖြစ်ပါတယ် ထိုင်းလူမျိုးတွေကဒီစနကောင်ရဲ့ဝမ်ပိုင်းအောက်ကနေဖြတ်ပြီးတော့ဆူတောင်းကြတာတွေ့တဲ့အတွက်ကျွန်မလည်းဆူတောင်းခဲ့ပါတယ်ဒီဖျားကချင်းမရဲ့အထင်ကရတောင်တန်းတစ်ခုဖြစ်တဲ့ဒွိုင်ခန်တောင်တန်းပေါ်မှာတည်ရှိပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း1300ကျော်ကလေးကတည်ထားကိုးကွယ်ခဲ့တဲ့ရှေးကြဆုံးစီတီတစ်စုလေးဖြစ်ပါတယ်ရှင်။ စပယ်ပန်းကလူပူဇော်ပြီးတော့မှဆူတောင်းခဲ့မယ်ဆိုရင်ဆူတောင်းပြေးွားတယ်ဆိုပြီးနာမည်ကြီးတဲ့နာမည်ကျော်စီဒီတစုဖြစ်ပါတယ်ဆူတောင်းပြေးခဲ့တဲ့သူတွေအနေနဲ့၃လအတွင်းမှာစပယ်ပန်းအပွင့်90အနည်းဆုံးကတ်လူကြရပြီးတော့မှဆူတောင်းကြီးကြီးမားမားပြေးွားခဲ့တဲ့သူတွေအနေနဲ့တော့ဆထက်တိုးပြီးတော့မှ စပယ်ပန်းပွင့်ပေါင်းများစွာကိုကတ်လူကြလေးရှိကြပါတယ်။ ဆူတောင်းလိုတဲ့သူတွေအနေနဲ့ဒီလံပေါ်တန်ကြိုင်ဗုဒ္ဓဆင်တူတော်မှာစပယ်ပန်းကတ်လို့ပြီးတော့မှမိမိရဲ့အမည်နဲ့လိုရာစုတစ်ခုတည်းသာတောင်းရတယ်လို့ဆိုပါတယ်။ဗီဒီမေးရတာဝါသနာပါတဲ့သူတွေအတွေ့အကျွေးစီးထည့်ပြီးတော့ digital ဗီဒီမေးလို့ရတဲ့နေရာလေးရှိပါတယ်။ဒီနေရာလေးကလမ်ပေါ်တန်ချိုင်ဖျားကိုဖူးမြော်ပူဇော်တဲ့နေရာလေးနားမှာပါ။ လံပေါ်တန်ချိုင်ဖျားကိုဖူးမြော်ပြီးဆက်ထွက်လာမယ်ဆိုရင်ဒီကျင်ဝန်းလာတဲ့ရင်ပြင်တော်ဘုံရောက်ပါမယ်ဒီရင်ပြင်တော်ဘုံကနေချင်းမိုင်မျိုးနဲ့တာယာလပါတဲ့ရှုခင်းတွေကိုကြည့်ရှုခန်းစားလို့ရပါတယ်ချမိုင်မျိုးရောက်ခဲ့မယ်ဆိုရင်ဒီစူတောင်းပြေးစပယ်ပန်းဖျားကိုတစ်ခေါက်လောက်တော့လာရောက်မြို့တင်ပါတယ်ဒီဗီဒီယိုကိုကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်เนาะနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်